်5ပါရှင်။ရန်ကုန်ခေတ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တိုင်းသားလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ရှစ်ခုတဲကမှမူဆယ်ရွှေလီနယ်စပ်ဂိတ်တစ်ခုတဲကိုသာဖွင့်လင့်နိုင်တယ်လို့တရုတ်နိုင်ငံရောက်နေတဲ့မင်းအောင်နိုင်ကညီးတွားနေပြီးတရုတ်မြန်မာနယ်စပ်တည်ငြိမ်ရေးနဲ့ကုန်သွယ်ရေးပြန်ဆနိုင်မှုအတွက်မင်းအောင်နိုင်ကတရုတ်ကိုအကူအညီတောင်းခံခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်ကိုလွှမ်းမိုးသွားစေဖို့အတွက်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးသတင်းကိုလှုပ်ကြံထုတ်လွှင့်တာဆိုပြီးဇော်မင်းထွန်းကပြောပေမဲ့လေဒေါ်ဆန်းစုကြည်ကျမ်းမာရေးကောင်းမွန်တယ်ဆိုတဲ့သက်သေကိုလည်းမပြသနိုင်ပေဇော်မင်းထွန်းကမဟုတ်မမှန်တာတွေပြောနေတဲ့သတင်းအပါအဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်တရုတ်မြန်မာနယ်စပ်ကိတ်ရှစ်ခုတွေကမူဆယ်ရွှေလီနယ်စပ်ကိတ်တစ်ခုတွေပဲဖွင့်လှစ်နိုင်ခဲ့တယ်လို့တရုတ်နိုင်ငံရောက်နေတဲ့အကြံဘက်မင်းအောင်လိုင်ကညှိတွားနေပါတယ်။မင်းအောင်လိုင်ကမနေ့ကတရုတ်နိုင်ငံစီချွန်ပြည်နယ်မှာတရုတ်စီးပွားရေးသမားတွေနဲ့တွေ့ဆုံချိန်မှာသူကအဲ့ဒီလိုပြောဆိုညှိတွားခဲ့တာပါ။တရုတ်နဲ့မြန်မာနိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် ကုံသွယ်မှုလုပ်တဲ့အခါမှာနယ်စပ်ဂိတ်တွေကအေးပါတဲ့ကဏ္ဍကနေပါဝင်နေပါတယ်။နှစ်နိုင်ငံကြားကနယ်စပ်ဒေသတွေစီမံခန့်ခွဲရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အရတော့မြန်မာတရုတ်နယ်စပ်တခြားမှာစုစုပေါင်းနယ်စပ်ဂိတ်၈ခုရှိပြီးလက်ရှိချိန်မှာတော့နယ်မြေလုံခြုံရေးအခြေအနေအရအဲ့ဒီနယ်စပ်ဂိတ်၈ခုတွေကမှမူဆယ်ရွှေလီနယ်စပ်ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ကြံတဲ့နေဆက်ကုံသွယ်ရေးဂိတ်တွေကတော့ရပ်တန့်ထားတယ်လို့မင်းအောင်လိုင်းကပြောပါတယ်။လက်ရှိမှာနှစ်နိုင်ငံကုံသွယ်မှုထိခိုက်စေခဲ့ပြီးနေဆက်ဒေသကုံသွယ်ရေးမှာလည်းနှစ်နိုင်ငံပြည်သူတွေရဲ့လူမှုစီးပွားဘဝတိုးတက်ရေးကိုတိုက်ရိုက်အထောက်ကူပြုတာကြောင့်နေဆက်ဒေသတည်ငြိမ်အေဂျင်စီကုံသွယ်ရေးလုပ်ငန်းတွေပြန်လည်စတင်နိုင်အောင်တက်နိုင်တဲ့ွေဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုအပ်တယ်လို့မင်းအောင်လိုင်းကပြောပါတယ်။တရုတ်မြန်မာနေဆက်ဒေသမတည်ငြိမ်မှုတွေကြောင့် ယူနန်ပြည်နယ်စီချွမ်ပြည်နယ်ခြုံချင်းမြူနစ်စပယ်ဒေသတွေရဲ့စီးပွားရေးကိုလည်းထိခိုက်နေပြီးနှစ်နိုင်ငံနယ်စပ်ဂိတ်တွေပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင်ကုန်စည်စည်းစင်းမှုတွေကအရင်ကထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မယ်ပြင်ကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်သွားနိုင်မယ်လို့မင်းအောင်လိုင်ကပြောပါတယ်။ဒါအပြင်နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကိုဥစွာအလေးထားပူးပေါင်းဆောင်ရွက်သွားရမယ်လို့လဲမင်းအောင်လှိုင်ကတရုတ်ကိုအကူအညီတောင်းခံခဲ့ပါတယ်ရှင်။တစ်ဖက်မှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးရှင်းနေများကောင်စီကတိုက်တွန်းထားတာကိုကြည့်ရအောင်ပါ။စီအိုစုအနေနဲ့လူမှုကောင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုအချိန်နဲ့တပြေးညီထုတ်ပြန်ဖို့နဲ့ မိသားစုနဲ့တွေ့ခွင့်ပေးဖို့အတွက်ကိုမြန်မာနိုင်ငံရှင်းနေများကောင်စီကတိုက်တွန်းတောင်းဆိုတဲ့အကြောင်းကိုထုတ်ပြန်ကြေညာလာပါတယ်။အဲ့ဒီအချက်နှစ်ချက်အပါအဝင်လူမှုကောင်ဆောင်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်တဲ့တောင်းဆိုချက်၄ခုကိုမြန်မာနိုင်ငံရှင်းနေများကောင်စီကတိုက်တွန်းခဲ့တာဖြစ်ပါတယ်။လူမှုကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေအားစိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့်မိသားစုဝင်တွေဒါမှမဟုတ်ရှင်းနေနဲ့အမြန်ဆုံးတွေ့ဆုံခွင့်ပေးဖို့လဲတောင်းဆိုထားပါတယ်။ လုံလောက်တဲ့စေကူသားမှုတွေကိုအချိန်နဲ့တပင်းညီဆောင်ရွက်ပေးဖို့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေနေကိုအချိန်နဲ့တပင်းညီအများပြည်သူသိအောင်ထုတ်ပြန်ပေးဖို့နဲ့ကမ္ဘာ့ချက်ခြေနေအဖွဲ့တာဝန်ရှိသူတွေကတောင်းဆိုလာခဲ့ရင်ဒေါအောင်ဆန်းစုကြည်နဲ့တွဲဆောင်ခွင့်ပေးဖို့စားတဲ့အချက်၄ချက်ကိုမြန်မာနိုင်ငံရှင်းနေများကောင်စီကဥပဒေနဲ့အညီတိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။လက်ရှိချိန်မှာအသက်80အရွယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရပြီးအဲ့တွေ့တွင်ပြင်ပနဲ့ဆက်တွေ့တွင်လုံးဝမရရှိတဲ့အခြေအနေဖြစ်တာကြောင့်လုံလောက်တဲ့ကျန်းမာရေးဆောက်ရှောက်မှုအခြေအနေကိုမသိနိုင်ဘူးလို့လည်းမြန်မာနိုင်ငံရှိနေများကောင်စီကပြောပါရယ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတမ်းနဲ့နိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်နဲ့စီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေမှာလည်း နိုင်ငံသားတဦးရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုအတိအကျဖော်ပြထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကျဉ်းတော်များအဥပဒေပုံမှန်39နှစ်အရအကျဉ်းသားတဦးရဲ့ကျန်းမာရေးအခြေအနေအရချက်ချင်းလုံလောက်စွာစေကူတာခွင့်ပေးရမှာကအကျဉ်းတော်တာဝန်ရှိသူတို့မဖြစ်မနေလိုက်လာရမယ်ဥပဒေပြဋ္ဌာန်းချက်ဖြစ်တယ်လို့မြန်မာနိုင်ငံရှိနေများကောင်စီကထောက်ပြထားပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိမ့်သိမ်းပြစ်ဒဏ်ချမှတ်ထားတာကဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့မြန်မာနိုင်ငံရှိနေများကောင်စီကထုတ်ပြန်ကြေညာထားပါတယ်ရှင်။လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေအနေနဲ့ပတ်သက်ပြီးတစ်ဖက်မှာတော့ဇော်မင်းထွန်းကမဟုတ်မမှန်တာတွေပြောနေပါတယ်။မင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်ကို လွှမ်းမိုးသွားစေဖို့အတွက် မြန်မာနိုင်ငံတိုးတက်မှာကိုမလိုလားသူတွေကဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးသတင်းကိုလောက်ကျန်ထုံးလွှင့်နေတာဆိုပြီးအကျန်းဖတ်ဇော်မင်းထွန်းကပြောလိုက်ပါတယ်။မနေ့ကတရုတ်နိုင်ငံကပြန်လည်ရောက်ရှိလာတဲ့အကျန်းဖတ်ဇော်မင်းထွန်းကနေပြည်တော်လေစိတ်မှာစစ်တပ်လက်အောက်ခံဝါရဖြန့်မီဒီယာတွေကနေတဆင့်အဲ့ဒီလိုပြောခဲ့တာပါ။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်မှာနှလုံးရောဂါဆိုးဝါးစွာခံစားနေရပြီးနှလုံးရောဂါအထူးကုဆရာဝန်နဲ့ ပြသခွင့်ရရှိဖို့အတွက်တောင်းဆိုထားပေမဲ့လေစစ်တပ်ကညှင်းဆန်နေတယ်လို့တာဖြစ်သူကိုထိန်လင်းကနိုင်ငံတကာမီဒီယာတွေကနေသတင်းထုတ်ပေါ်ပြောထားပါတယ်။ဒေါ်ဆန်းစုကြည်ဟာကျမ်းမာရေးကောင်းမွန်တာကိုမင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်ကိုလွှမ်းမိုးစေဖို့လှုပ်ကြံထားတဲ့သတင်းဖြစ်တာကြောင့်အချိန်မီဖြည့်ရှင်းခဲ့တယ်လို့အကြံဖတ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။မီဒီယာတွေတော်တော်များများမြန်မာခေါင်းဆောင်တက်ရောက်တဲ့ဟာတွေမြန်မာခေါင်းဆောင်ရဲ့ဒါလှုပ်ဆောင်ချက်တွေပေါ့လေ။ ပေါ်လာတယ်ပေါ်လာတဲ့အချိန်မှာဟိုဘက်ကဒီသတင်းကိုလွှမ်းမိုးဖို့အတွက်ဘောနော်ဒီသတင်းကိုလွှမ်းမိုးဖို့အတွက်ဒါလောက်ကြံတဲ့သတင်းတစ်ခုကိုထောက်လိုက်တာဖြစ်ပါတယ်အဲသို့တော်သူတို့ပြောတဲ့ဟာဒီမအောင်မြင်ပါဘူးမအောင်မြင်ပါဘူးဒီသတင်းကိုလွှမ်းမိုးဖို့လောက်ကြံတယ်ဆိုပေမဲ့အကျွန်တော်လည်းအချိန်မီတော့ဖြည့်သိမ်းကြပါတယ်ခုမီဒီယာရရှိမှပြောကျွန်တော်ပွင့်နေဒါတိလင်းပြောပါမယ်ဒီသတင်းဒီသတင်းသူသတင်းမှာဖြစ်ပါတယ်လောက်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်ခုနပြောတဲ့ဘောနော်အဲဒီခီးစဉ်ကိုမိမ့်မိန်လို့တဲ့အတွက်အဲကျွန်တော်မြန်မာနိုင်ငံကိုမလိုလားတဲ့ အဲကျွန်တော်တို့တိုးတက်မအောင်မလိုလားတဲ့လူတွေကထုတ်လွှင့်တဲ့ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်အကြံဖက်ဇော်မင်းထွန်းကဒီလိုပြောနေပေမဲ့လေဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးကောင်းမွန်တဲ့ဆိုတဲ့တသက်ရထောက်ထားတစုံတရာမပြနိုင်ပေဒေါ်အောင်ဆန်းစုကြည်ကိုဘလို့ထိမ့်သိမ်းထားတယ်ဆိုတာတောင်ထုတ်ပေါ်ပြောနိုင်တာမရှိပါဘူးအေအာရခတ်တတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုစိုးရိမ်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမလွတ်ပေးပေး ယုံကြည်စိတ်ချရတဲ့ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ဘူးလို့ထုတ်ပေါ်ပြောထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB အနေနဲ့မြန်မာစစ်အုပ်စုကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုအားပေးကူညီနေတဲ့ UAB Crony တွေနဲ့ဆက်နွယ်နေမှုတွေကိုအဆုံးသတ်ရမယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။ JCV အနေနဲ့မြန်မာနိုင်ငံအတွင်းကသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရမယ်လို့အသိပေးထားပြီးသူတို့ဝန်ဆောင်မှုပေးသူအဖြစ်မိဖက်ဆောင်ရွက်နေတဲ့ UAB ဘဏ်ဟောင်းနိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံထားရတဲ့ခရိုနီပိုင်ဘဏ်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်တဲ့ UAB ဘဏ်ဟောင်းစစ်အုပ်စုစီကိုလေရင်စီရောင်းချမှုတွေအတွက်ငွေပေးချေရမှာအသုံးပြုတဲ့ဘဏ္ဍာရေးဖွဲ့စည်းတွေကတစ်ခုဖြစ်တယ်လို့သတ်မှတ်ဖော်ပြခဲ့ပြီး EU ကနေဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အရေးပါတဲ့မြန်မာခရိုနီစီးပွားရေးလုပ်ငန်းစုကြီး IGE Group နဲ့ net shine နဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့သိရပါတယ်။ IGE Group တည်ထောင်သူနဲ့ဥက္ကဋ္ဌနေအောင်မြန်မာစစ်အုပ်စုနဲ့အရန်နီးကပ်တဲ့စီးပွားရေးဆက်နွယ်မှုရှိပြီးရခိုင်ပြည်နယ်အတွင်းစစ်အုပ်စုရဲ့2019နယ်မြေရှင်းလင်းစစ်ဆင်ရေးမှာငွေကြေးလှူဒါန်းမှုတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်အာနာသိန်းကြိုးပမ်းမှုနောက်ပိုင်းမှာ လူခွင့်ရေးဆိုင်ရာကြိုတင်စီစဉ်မှုတွေလှုပ်ဆောင်ခဲ့တာရှိမရှိ UAB ပန်နဲ့သူတို့ရဲ့ဆက်ဆံရေးကြောင့်နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါဖြစ်နိုင်မှုကိုစမ်းစစ်ဖို့နဲ့ရှင်းကြားဖို့ဆောင်ရွက်ခဲ့တာရှိမရှိ UAB ပန်နဲ့မိဖက်ဆောင်ရွက်မှုကိုအဆုံးသတ်ပြီလားအဆုံးမသတ်ဘူးလားဆိုတာကိုဂျူလွန်လ18ရက်နေ့ရက်စွဲနဲ့မီခေါ်ဝက်ရှ်နဲ့ဂျပန်အဖွဲ့အစည်းတွေနဲ့အတူစာပေးဖို့မေးမြန်းခဲ့ပေမဲ့ဖြေကြားတာမရှိဘူးလို့သိရပါတယ်ရှင် မန္တလေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကြောက်စိန်မြို့နယ်မှာစစ်မှုထမ်းဖို့အကြုံးဝင်နေတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့လူငယ်တွေအားလုံးကိုစစ်စစ်ဖို့အတွက်အကြံပတ်စစ်တပ်ကအာရမဆင့်ခေါ်လာတယ်လို့ဆင့်ခေါ်ခံရတဲ့လူငယ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကြောက်စိန်မြို့နယ်အတွင်းမှာရှိတဲ့စစ်မှုထမ်းဖို့အကြုံးဝင်နေတဲ့လူငယ်တွေအားလုံးကိုစစ်တပ်ကစစ်စစ်ဖို့ဆင့်ခေါ်လာတာဖြစ်ပြီး အဲ့လိုစစ်စစ်ဖို့ဆင့်ခေါ်တာမှလေအစ်င့်များစွာကြော်ဖြတ်ပြီးဆင့်ခေါ်လာတာပါကြောက်စဲမျိုးနဲ့အတွင်းမှာရှိတဲ့လူငယ်တွေအားလုံးအနေနဲ့စတင်မှာတော့ရှေ့ရက်နေ့မှာထရေအုပ်ယုံကိုမပြတ်မကွက်သတင်းပေးပို့ရမှာဖြစ်ပြီးသတင်းပေးပို့ဖို့ပြက်ကွက်ခဲ့ရင်အရေးယူမယ်လို့ဆင့်ခေါ်စာမှာချိန်ချောက်ထားပါတယ်အခုလို့ဆင့်ခေါ်တာမှာတော့ကြေးရွာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပတ်သက်သူတွေအပေါင်းပါတွေရဲ့သားတွေတူတွေစစ်အရာရှိနန်းစီဒီယံအရာရှိတွေရဲ့သားတွေမပါဝင်ပေ တာမန်အယက်သားလူငယ်တွေကိုသာအ धिक ထားဆင့်ခေါ်နေတာလို့သိရပါတယ်။ကျောက်ဆယ်မြို့နယ်ကလေးကျေးရွာမှာအုတ်ချုပ်ရည်မှုမြင်မွေးတပည့်ရှားအိမ်မှုမြဝင်းရှားအိမ်မှုဝင်းမြင့်ရှားအိမ်မှုစန်းကြီးရှားအိမ်မှုမြင့်သိန်းကလူငယ်တွေအားလုံးကိုစစ်မှုထမ်းအတွက်စေးသွားရောက်စစ်ဆေးဖို့ဆင့်ခေါ်စာ ပေးပို့တာလူငယ်တွေကိုဖိအားပေးတာတွေလှုပ်ဆောင်နေရလို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့ကြောင်မဲမြို့နယ်ကိုမနေ့ကညပိုင်းမှာတော့စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတာကြောင့်နေတချို့ပျက်စီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကညနေ6နာရီဝန်းကျင်အချိန်မှာကြောင်မဲမြို့ပေါ်မှာရှိတဲ့အမတ်ခွန်ရက်ကွက်မြောက်ကုန်းကရှင်းရှင်းကုံစုံဆိုင်ဘေးမှာရှိတဲ့ဓမ္မန်အိမ်ကိုစစ်တပ်ကလင်းရင်နဲ့ဘုံတွေကျဲချခဲ့တာကြောင့်နေတချို့ပျက်စီးသွားပေမဲ့လူထိခိုက်တာတော့မရှိဘူးလို့သိရပါတယ်။ ကြောင်မဲမျိုးပေါ်မှာပြည်သူအများစုအားစစ်ပေးတိမ်းရှောင်သွားပြီဖြစ်တာကြောင့်အိမ်ဆောင်ပြည်သူတချို့သာကြံရည်တော်တာပါပြီးခဲ့တဲ့ဩဂတ်စ30ရက်နေ့ည9:48မိနစ်အချိန်ည9:50မိနစ်အချိန်တို့မှာကြောင်မဲမျိုးနယ်နားခေါ်ကြေးရွာအတွင်းကိုပေါင်150ဘုံနှလုံးကျဲချခဲ့တာကြောင့်နေအိမ်လေးလုံးပျက်စီးသွားခဲ့ရပါတယ်ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလ4ရက်နေ့မနက်10:00ခွဲအချိန်မှာ စစ်တပ်ကကြောင်မဲမြို့နယ်ပန်ကွန်ကြီးရွာကိုတိုက်ပွဲမဖြစ်ပွားပေစစ်ကောင်စီတပ်ကလေကြောင်းတွေပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကြောင့်စီဒီပတိုးတွေဘုံစားထိမှန်ပျက်စီးသွားခဲ့ပြီးဩဂုတ်လအတွင်းမှာလေကြောင်မဲမြို့နယ်တွေကိုမကြာခဏဆိုသလိုဘုံကျဲချတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။အကြမ်းဖက်စစ်တပ်ကကြောင်မဲမြို့ပေါ်ကိုဥတီပြီးစစ်ကြောင်းထိုးနေကလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေရာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှုတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆီယာနာရှင်စနစ်အမြင့်ပြတ်ချေမုန်းနိုင်မှုအတွက်လာရောက်ပူပေါင်းတိုက်ပွဲဝင်ကြဖို့ကိုတိုက်ထိုတော်လိုင်းအင်အားစု KRF ကရဲဘော်တပ်တွေကိုခေါ်ယူနေတယ်လို့သိရပါတယ်။တော်လရင်အတွက်တာဝန်ထမ်းဆောင်ခြင်းနဲ့ရဲဘော်တပ်တွေအနေနဲ့ကျမ်းမာရေးကောင်းမှုကရာဇဝဲပြစ်မှုတွေကင်းရှင်းပြီး အသက်16နှစ်ကနေ35နှစ်အတွင်းဖြစ်ကမယ်လို့ KIF ကပြောပါရယ်။ဒါအပြင်တပ်ဖွဲ့ကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အထက်ကပေးရတဲ့တာဝန်တွေကိုကြေပွန်စွာထမ်းဆောင်လိုက်နာနေထိုင်ရမှာဖြစ်ပြီးစီကံဖောက်ပြန်မှုတွေရှိပါကလေးတပ်ဖွဲ့ကချမှတ်ထားတဲ့ပြစ်ဒဏ်တွေကိုကျင့်နေစွာခံယူရမှာဖြစ်ကတပ်ဖွဲ့မှာစတင်တာဝန်ထမ်းဆောင်ခြင်းကနေစပြီးအ ਨੇ စုံတစ်နှစ်တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့ KIF ကပြောပါရယ်။ ဝင်ရောက်တာဝန်ထမ်းဆောင်လိုတဲ့တော်လန်ရေးရဲဘော်တွေအနေနဲ့ကြိုက်ထူတော်လန်ရေးအင်အားစု KRF ရဲ့တရားဝင်အသုံးပြုနေတဲ့ Facebook page မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့အတိအပေးထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။